ကဲအားလုံးမင်္ဂလာပါဆရာဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီအာ create dream မြန်မာစာအပိုင်း၁အပြောသင်ခန်းစာထဲမှာပါတယ်ပေါ့နော်အခန်း၁စကားပြောရရင်ပိုင်းသမှုဝန်တန်းများအတန်အနေမြင့်တဲ့ပေါ်ရီကနေပတ်သက်ပြီးတော့မှာတမက်တန်အာမေးနိုင်ခြေရှိတဲ့တမက်တန်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဆိုတော့ပေါ့နော်အာကဲနံပါတ်၁ကြည့်မယ်ဆိုလို့ရှိရင်ဒုကတဲ့ဒီမှာဆိုရင်အတန်အနေမြင့်ပေါ့နော်အတန်အနေမြင့်ရဲ့ဝါကြနေမြင့်တန်း မှတ်ထားနော်အတန်အနေမြင့်တဲ့ WhatsApp နေမြင့်တန်တွေကသူစကားပြောရမယ်စကားပြောချင်မှထိထိရောက်ပြောရမှာဟုတ်တယ်ဟုတ်အဲ့လိုကိုကစကားကိုထိထိရောက်ပြောချင်တယ်ဆိုလို့ရှိရင်တဲ့အတန်အနေမြင့်တဲ့ WhatsApp နေမြင့်တန်ဆိုတာကတကယ့်ကိုအရေးပါလာတဲ့သဘောတရားတွေအနက်ကဒီမှာအတန်နေမြင့်ကတစ်ခုနော်နော် WhatsApp နေမြင့်တန်တစ်ခုဆိုတော့အဲ့ဒါနှစ်ခုအဲ့ဒါဘယ်နှစ်ခုဖြစ်တယ်ဆိုရင်နှစ်ခုဖြစ်တယ်အဲ့တော့အဖြေကနှစ်ခုပေါ့နော်ဆိုတော့ပြန်ပြမယ်ဆိုရင်အတန်နေမင်းနဲ့ဝါချန်နေမြင့်တန်ဆိုတာကစကားကိုထိထိရောက်ပြောဆိုရတဲ့အချိန်မှာအရေးပါတယ်သဘောတရားတွေရာနှစ်ခုဖြစ်တယ် နောက်ကနံပါတ်2ကားတဲ့မြေတိဘာသာစကားတွေမှာဆိုဘလူဘာသာစကားမှာပဲဖြစ်ဖြစ်အတန်အနှိမ့်မြင့်ဆိုတာကကွက်လက်မခံနိုင်သောသဘောတရားတည်းရဖြစ်တယ်။ဆိုအတန်အနှိမ့်မြင့်ဆိုတာစကားပြောပြီးဆိုလို့ရှိရင်ဘယ်တော့မှအတိမ်ဆောင်မခံဘူး။အဲ့ဒါပြောရင်နော်။စကားပြောပြီးဆိုလို့ရှိရင်အတန်အနှိမ့်မြင့်ဆိုတာဘယ်တော့မှအတိမ်ဆောင်မခံဘူး။အဲ့ကြောင့်အဖြေကအတိမ်ရဆောင် စကားပြောရင်လုံးဝအတိုင်းစားမခံဘူးပေါ့နော်အတိုင်းနှိမ့်မြင့်ဆိုတာဒါနည်းနည်းလေးကိုကအတန်ဟိုနော်သူများနဲ့မတူဘဲနဲ့ကွာဟိုလိုမျိုးအာပြောလိုက်ပြီဆိုရင်တော့အဆင်မပြေဘူးကဲပြီးတော့နံပါတ်3ပေါ့နော်နံပါတ်3ဆိုတာအတန်နှိမ့်မြင့်နဲ့ WhatsApp နှိမ့်မြင့်တန်နေဒါရတယ်တကယ်လို့ခုနအတိုင်းစားမခံဘူးလို့ပြောတယ်အဲ့ဆိုရင်တိန်းဆောင်တိုင်းဘာဖြစ်လာနိုင်လဲပေါ့အတန်နှိမ့်မြင့်နဲ့ WhatsApp နှိမ့်မြင့်တန်နေဒါတိန်းဆောင်လွှဲချော်ခဲရင်တတ်မှတ်ထားတော့အဲ့ဒါကိုမရရှိတော့တတ်မှတ်ထားတော့အ내အထိတ်ပဲ เนาะ तू ပြောလိုက်တဲ့ဇာကားကအတင်းဆောင်မှားတာပြီဆိုတော့ねအတန်နေရင်မှားတာဆိုတော့ねတတ်မှတ်ထားတဲ့အ내အထိပ်ပဲကိုမရရှိတော့အဲကြောင့်အဖြေကအ내အထိပ်ပဲเนาะအ내အထိပ်ပဲကိုမရရှိတော့ဘူးနောက်ကအတန်နေမြင့်လွဲမှားမှုဆိုတာကတဲ့ပြောတဲ့သူရောနားထောင်တဲ့သူမှာပါပေါ့เนาะဒီရှုပ်ထွေးမှုတွေပေါ့เนาะဘယ်လိုဖြစ်စီလဲဆိုရင်ပြောတဲ့သူရောနားထောင်သူရောအတန်နေမြင့်မှားသွားပြီဆိုတော့ねပြောတဲ့သူကလည်း तू ပြောရဲ့ဇာကားကဘာပြောလို့ပြောလိုက်မှန်းမသိဘူးနားထောင်တဲ့သူကလည်းဟာ तू ဘာလို့ဆိုလို့ဆိုလို့မှန်းမသိဘူးဆိုတော့ရှုပ်ထွေးမှုတွေဘယ်လိုဖြစ်ပေါ်စီလဲဆိုရင်ညီတူမျှတူဖြစ်ပေါ်စီတယ် เนาะญีดูမျှดูญีดูမျှดูဖြစ်ပေါ်စေတယ်အာအဲ့ဒါတကယ်လို့ဒီနေရာမှာမေးတဲ့ရင်ရှုပ်ထွေးမှုများဆိုရင်နေရာလဲမေးတတ်တယ်ဆိုတော့ခုနနှစ်တူသုံးတူကဒါမေးလို့ကောင်းရင်မှာပါပဲပေါ့เนาะနောက်ကအတန်အနှိမ့်မြင့်ဒီကွက်လက်ဆိုင်ရာသဘောတရားတရားတစ်ခုဖြစ်တယ်ပေါ့เนาะအတန်အနှိမ့်မြင့်ဆိုတာအတန်အနှိမ့်မြင့်လို့ပြောတဲ့ကြောင့်မလို့ဘာဆိုင်ရာလဲဆိုရင်သကတန်ဆိုင်ရာเนาะသကတန်ဆိုင်ရာသဘောတရားတစ်ခုဖြစ်သည်စကားတန်ပေါ့เนาะရေးမယ်ဆိုရင်သကတန်ဆိုင်ရာသဘောတရားတရားဖြစ်သည်အနံပါတ်5လေးမေးတတ်တယ်ပေါ့เนาะနံပါတ်6 အတန်နှိမ့်မြင့်ဆိုတာကအပြောစကားကြီးအဲ့ဒါနဲ့ထင်ရှားပါလိမ့်မို့ဖန်တီးပေးတယ်အတန်နှိမ့်မြင့်ဆိုတာကိုပြောလိုက်တဲ့ပြောစကားရဲ့ကိုပြောလိုက်တဲ့လေယူလေသိန်းနော်ကိုပြောလိုက်တဲ့စကားရဲ့ထင်ရှားပါလိမ့်မှုရှိမှရှိအဲ့ဒါတွေကိုဖန်တီးပေးတာနော်စကားအတန်နှိမ့်မြင့်အတန်နှိမ့်မြင့်ဆိုတာကပြောစကားရဲ့လေယူလေသိန်းထင်ရှားပါလိမ့်မှုကိုဖန်တီးပေးသည်အဲဆိုရင်အဖြေကနံပါတ်6လဲမေးတတ်တယ်ခဏခဏပေါ့နော်လေယူလေသိန်းလေယူလေသိန်း ပြီးနောက်တစ်ခုကကြာအတန်နဲ့မြင့်သည်တဲ့စကလုံးတစ်လုံးချင်းနဲ့အာမှတ်ထားစကလုံးတစ်လုံးချင်းနဲ့ဆိုတွဲမှတ်ပြသည် watch တစ်ခုလုံးနဲ့မှာမှတ်ထားနော်စကလုံးတစ်လုံးချင်းနဲ့ဆို watch တစ်ခုလုံးနဲ့မှာကြည့်တော့ဆိုရင်အစအနေပြန်ပြီးပြောပြမယ်နော်ပြန်အစအနေပြန်ပြောပြမယ်ဒီမှာဆိုရင်တွဲမှတ်စရာလေးရှိလို့တွဲမှတ်စရာလေးကဘာလဲဆိုရင်မှနံပါတ်1အတန်နဲ့မြင့် watch နဲ့မြင့်တဲ့သဘောတရားများနဲ့မှာနှစ်ခုဖြစ်တယ်ပြန်နောက်ကွာကြတော့ဘာရှိအောင်ဆိုအပြောစကားဤအတန်းနဲ့မြင့်ဒီပြောစကားဤဘာနဲ့ဘာကိုလဲလေးယူလေးသိန်းနဲ့ထင်ရှားပေါ်လင်းမှုနောက်ကစကလုံးတစ်လုံးချင်းနဲ့ဝါကြတစ်ခုလုံးအဲ့လိုမျိုးတွေတွဲမှတ်ပေါ့နော် အနှစ်နဲ့ဆိုပြီးတွဲမှန်စရာ၃တွဲရှိရနော်အတန်နေမင်းနဲ့ဝါကြနိုင်မြင်တယ်များဒီထိထိကစကားပြောသင်ရင်အေးပါလာတီသဘောတရားအများအနှံ့မှာနှစ်ခုနောက်ကအတန်နေမင်းဒီအပြောစကားကြီးလေယူလေသိန်းနဲ့ထင်ရှားပေါ်လွင်မှုနောက်ကစကားလုံးလုံးချင်းနှစ်ဝါကြတစ်ခုလုံးတွင်ပါနောက်နံပါတ်၈စကားတန်တစ်ခုချင်းစီပုံမှန်နေမြင်တယ်ဒီလှူရှားနေတော့အတန်ချိုးနှစ်ဒီမှာလာပြန်ပြီနောက်လှူရှားနေတော့အတန်ချိုးနှစ်ရင်းတန်ချိုးဤတုံခါမှုချိန်နှုံးပေါ်တွင်မူတည်နေပါသည်နောက်တုံခါမှုကျိန်နှုံအပေါ်တွင်မူတည်နေပါသည်ပြပြပြဆိုရင်လှူရှားနေတော့တန်ချိုးနှင့်ရင်းတန်ချိုးဤတုံခါမှုကျိန်နှုံ အဲ့ဒါလေးတွေတွဲကြရမှာနော်တွဲကြရမယ်ဟာလေးတွေပြန်ပြောမယ်ဆိုရင်အတန်နေမြင့်နဲ့ဝါချက်နေမြင့်တန်များတပေါ်တရားများနဲ့မှာနှစ်ခုပြီးရင်နံပါတ်ရဲ့နံပါတ်6အပြောစကားဤလေယူလေသိန်းနဲ့ထင်ရှားပေါ်လေမှုကိုဖနှိပ်ပေးပါသည်နံပါတ်9အတန်နေမြင့်ဒီစကလုံးနှလုံးချင်းနဲ့ဝါချက်တစ်ခုလုံးနဲ့မှာထင်ရှားပေါ်လေနေတဲ့ပါသည်နောက်ကနံပါတ်10အတန်စကတန်တစ်ခုချင်းစီပုံမှန်နေမြင့်တန်ဒီလှူရှားနေသောအတန်ကျိုးနေရင်တန်ကျိုးဤတုံခါမှုချိန်နှုံးပေါ်တွင်မူတည်နေပါသည်နံပါတ်9သူကလည်းတွဲကြရမှာ အတန်ကျိုးတုံခါမှုကြိမ်နှုံးဆိုတာအတန်ကျိုး၏အလျားနောက်ကအတန်ကျိုး၏အထူအပားเนาะအတန်ကျိုး၏အလျားအတန်ကျိုး၏အထူအပားနှင့်အတန်ကျိုး၏တင်းရုပ်ပေါ်တွင်လုံလုံလည်လည်အားတည်မီဖြစ်ပေါ်လာပါသည်တွေ့မှတ်ထားမယ်အတန်ကျိုး၏အလျားအတန်ကျိုး၏အထူအပားအတန်ကျိုး၏တင်းအားဟာနံပါတ်30နံပါတ်30ရတာမိနစ်တုံးကနည်းနည်းလေး2025တော့ပွဲထထားတဲ့မိကွန်းလေးเนาะဟိုအမျိုးသားများတွေအမျိုးသမီးများနဲ့ကလေးများတွေပိုးရှိလေရတော့ယောက်ျားလေးတွေမှာအတန်ကျိုးရှိတာပိုးပြီးမှရှိလေရတဲ့အတန်ကျိုးရှိတယ် ငါတော့သူကအဲ့လိုဘက်ကရရှောက်ပြီးပြောနေစားလို့လည်းအများကြီးပဲဆိုတော့အမျိုးသားများတွင်အမျိုးသမီးများနှင့်ကလေးများထဲပုံမှုရှိလျက်တော့အတန်ကျိုးရှိရဲ့နောက်ကကြအမျိုးသားများဤနေမြင့်တန်သည်အမျိုးသမီးများနှင့်ကလေးများထဲရေပူရပြပုံမှုနှိမ့်ချပုံမှုလေးနဲ့အဲ့လိုမှတာပုံမှုနှိမ့်ချပုံမှုလေးနဲ့နှိမ့်ချလေးနဲ့ပုံမှုနှိမ့်ချပြပုံမှုလေးနဲ့တဲ့အဲကြောင့်ရောက်ချလေးအတန်အော်အော်ကြီးတွေဖြစ်တာပေါ့ဗောနော်အဲ့လိုမျိုးနောက်ကဆက်နှစ်ဆိုတော့ပြများနှိမ့်မြင့်တန်သူမဟုတ်ပုံမှန်နှိမ့်မြင့်တန်များအပလူတိုင်းမှာစိတ်တိုင်းကြအသုံးပြုနိုင်တော့ကွက်လက်တစ်ခုစီရှိသည်နှိမ့်မြင့်တန်အစဉ်စဉ် နေမြင့်တန်အစဉ်စဉ်ဆနစ်ကလည်းမေးတဲ့တယ်ပေါ့နော်ပြန်ပြန်နေမြင့်တန်သူမို့ပုံမှန်နေမြင့်တန်များအပားလူတိုင်းမှာစိတ်တန်းကြသုံးမိနိုင်သည်အာနေမြင့်တန်အစဉ်စဉ်တစ်ခုစီရှိတယ်โอเคနောက်တစ်ခုကတစုံတရာကြီးအတန်ကျိုးအင်အားအမှတ်တာနော်အတန်ကျိုးအင်အားလို့ပြောပြီးဆိုအတန်ကျိုးဆိုနောက်ကအမြဲတမ်းဘာပဲလာမဆိုထိမ့်ညှိပဲလာမှာထိမ့်ညှိပေးခြင်းအဖြစ်ထိုနေမြင့်တန်အစဉ်စဉ်ကိုရရှိနိုင်သည်မှန်ကန်သောဝါကျနေမြင့်တန်နဲ့မှန်ကန်သောနေမြင့်တန်အစင်းတွေကိုမတုံးဆဲနိုင်ခဲ့လျင်အဲလာပြမြမအနေအထိပ်ပဲနဲ့စကားပြောဟန်ဟုတ်တာနော်မှန်မှန်ကန်ကန်မတုံးဆိုရင် နော်အပေါ်မှာသူပြောခဲ့တယ် WhatsApp နိုင်မြင့်တဲ့နောက်ကနိုင်မြင့်တဲ့အဆင့်တွေကိုဒါမှန်မှန်ကန်ကန်မသုံးခဲ့ဘူးဆိုလို့ရှိရင်အနောက်ဒိတ်ပဲနဲ့စကားပြောဟန်တွေကတော်တော်လေးကိုတင်းဆောင်နေပါလိမ့်မယ်15အဆိုတော်များဒီကွက်လက်ပြုတ်ချင်ရပြေသူတို့ရဲ့အတန်ကျိုးကျွတင်ထင်းညှိမှုဆိုတာက one up လောက်တယ်လို့ခေါ်ပါတော့အင်္ဂလိပ်လိုကြပြန်နှွေးတယ်ဆိုတဲ့ပုံစံအဲ့ဆိုအဆိုတော်တွေက state စင်မမတက်ခင်ဘာလို့ ਆ လဲဆိုရင်အဆိုလေးကျင်ငန်းเนาะအဆိုလေးကျင်ခန်းများတချင်းဆိုတဲ့လေးကျင်ခန်းတွေပြောင်းတာပါနော်အဆိုးလေးကျင်ခန်းများပြုလို့ချင်ရဖြစ်၎င်းတို့အစ်တမ်းများကိုကျွတ်တထင်းမှုများပြုလို့ရတဲ့ကြသည့် စကားပြောသူများဒီအဆူရောများနဲ့နိုင်ရှင်လည်းရင်နံပါတ်16ပေါ့နော်မရှိမဖြစ်လိုအပ်တော့ကွက်လက်များကိုထိန်းညစ်ဒီခုနထိန်းညစ်လို့ပြောတဲ့ကြောင်ရှိမှာအတန်ကျိုးအပဲလာမှာအတန်ကျိုးများကိုထိန်းညစ်ဒီလေးစကံများကိုအနည်းဆုံးအဆင့်သာပြုလုပ်ချခြင်းဖြစ်သည်အမှအနည်းဆုံးဆိုရင်နေရာလေးမေးတတ်တယ်အနည်းဆုံးအဆင့်ဆိုရလေးမေးတတ်တယ်ပေါ့နော်ဆက်ခွန်တစုံတယောက်ဤအတန်ကျိုးများကိုတင်းလိုက်ခြင်းအဖြစ်တစုံတယောက်ဤနှိမ့်မြင့်တန်ကိုတင်းလိုက်တယ်ဆိုကြတဲ့ဟိုကဘာဖြစ်လိုက်လဲဆိုရင်တင်းလိုက်ခြင်းအဖြစ်နှိမ့်မြင့်တန်ကိုအမြင့်တန်တို့ရအောင်မြင့်တင်ပေးနိုင်တယ်အမြင့်ပေါ့နော် ဆိုတော့တစုံတရာရဲ့အတန်ကျွန်မတို့တင်လိုက်ချင်ပဲတစုံတရာရဲ့နိမ့်မြန်တန်ကိုအမြင့်တန်တို့ရအောင်မြင့်နေပေးနိုင်သည်နိမ့်မြန်တန်ကိုကွက်လက်ဆိုဒီမှာ short down ပြုလုပ်ခြင်းဖြစ်သည် short down လို့ပြောတဲ့ကြောင့်မလို့နိမ့်မြန်တန်ကိုနှိမ့်ချပလိုက်တာအဲဆိုနှိမ့်ချခြင်းနိမ့်မြန်တန်ကိုနှိမ့်ချခြင်းဆိုဒီမှာအာဒီထုတ်ကိစ္စအတွက်အတန်ကျွန်မရရွတ်သားပြုလုပ်ခြင်းဖြစ်သည်နောက်ကအတန်ကျွန်မကြီးတင်းအားကိုပေါ့နော်တင်းလိုက် short လိုက်အပြောင်းလဲပြုလုပ်ပေးခြင်းအဖြစ်ကွက်လက်နိမ့်မြန်တန်ပြောင်းလဲမှုများပြည့်မြောက်သွားစေပါသည်ဒါလေးကကြတော့ဒီဂုံတူးတွေဘာတွေမေးမယ်ဆိုရင်ဒီလိုမျိုးလေးညှစ်လို့ရရပေါ့နော်ဒါပါလဲဆိုရင်အပြောစကားရှိနိမ့်မြန်တန်များ အပြောစကားရှိပါတော့နောက်မှဖြေပြမယ်နော်အပြောစကားရှိနေမြင့်တဲ့ပြောင်းလဲမှုများပြီးမြောက်သွားစီပါသည်တဲ့ဆိုတော့ဒါကတော့သူမေးနိုင်စီရှိတဲ့အပိုင်း၁အခန်း၁အတန်နိုင်မြင့်ပါတော့အတန်နိုင်မြင့်သဘောတရားတွေကနေပြီးအရေးပါတဲ့မေးနိုင်စီအရှိဆုံးပုံစံပဲဖြစ်ပါတယ်ဆိုင်မှာတွေ့မှန်ဆရာကခုနပြောသလိုပေါ့နော်အတန်နဲ့မြင့် WhatsApp နဲ့မြင့်တန်တီနှစ်ခုနောက်ခုကကြတော့ခုနအပြောစကားကြီးလေယူလေတိုင်းနဲ့ထင်ရှားပေါ်လွင်မှုနံပါတ်9စကလုံးတစ်လုံးချင်းနဲ့ WhatsApp တစ်ခုလုံးတွင်ပါ နောက်ကနံပါတ်8ဆိုရင်လှုပ်ရှားနေတော့အတန်ကျိုးနဲ့ရင်းတန်ကျိုးကြီးတုံခါမှုကြိမ်နှုံနံပါတ်9ဆိုရင်အတန်ကျိုးကြီးအလှရအတန်ကျိုးကြီးအထူအပားနဲ့အတန်ကျိုးကြီးတင်းအားအဲ့လိုလေးတွဲမှတ်ပေးပေါ့နော်နံပါတ်7ဆိုပုံမှုနှိမ်ချပုံမှုလေးနဲ့နောက်ပြီးနောက်ကဒီအတန်ကျိုးပိုင်းထိညှိအဲ့လိုပြောနော်14ဆိုရင်မမကကမသုံးဆိုရင်အနောက်ထိပ်ပဲနဲ့စကားပြောဟန်အဲအဲ့လိုပုံစံမျိုးတွေပေါ့နော်ဒါလေးဒီရှော့တောင်းအောင်ဆိုနှိမ်ချအဲနောက်ကမြင့်တင်ပေးရဆိုအမြင့်တန်းစသဖြင့် နောက်ဆုံးကတော့အပြောစကားရှိနေမြင့်နဲ့ပြောင်းလဲမှုများပြမြောက်သွားစီပါသည်ဆိုပြီးဒါမျိုးလေးတွေကိုအာနည်းနည်းလေးပေါ့နော်တိတိကျကျလေးမှတ်ပြီးတော့မှဖတ်မယ်ဆိုလို့ရှိရင်တမတ်တန်ကဖြေရတာရမ်းလွယ်တဲ့ထဲမှာပါရပေါ့နော်ကဲဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့အဖြေလေးတွေကြည့်ပါမယ်ဆိုတော့အဖြေလေးတွေကိုနောက်မှာပေါ့နော်ကိုပြန်ပြီးတော့တိုက်ပြီးတော့ဆစ်ချင်နေဆိုရင်အဖြေလေးတွေနောက်မှာပြထားရပေါ့နော်ကဲဒီမှာပေါ့နော်ဒါလေးပေါ့နော်နှစ်ခုအတိန်ဆောင်အနေအထိပ်ပဲညီတူမြတူစကတန်လေးယူလေးသိမ့်ဝကြား ဒုက္ခမှုကြိမ်နှုန်းအတန်ကျိုးရထွေပါအတန်ကျိုးနှိမ့်ချနှိမ့်မြင့်တန်အစဉ်စဉ်ထိန်းကြီးစကားပြောဟန်ပေါ့နော်ဒီမှာဆက်လုံးပေါင်းမှားနေနော်စကားပြောဟန်နောက်ကအစိုးလေးကြိမ်ငန်းများအတန်ကျိုးအမြင့်တန်နှိမ့်ချခြင်းပြောစကားရှိဆိုပြီးတော့ဒါဆိုရင်အတန်နှိမ့်မြင့်သဘောတရားနဲ့ပတ်သက်ပြီးတော့ပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီတမတ်တန်လေးကိုပေါ့နော်အစားဆုံးလေးကြည့်ကြည့်နေဆိုလို့ရှိရင်နော်ဆရာရဲ့ video class ကလေးမှာ အာဒီအပိုင်းတစ်ကောနှစ်ကော၃မှာရှိတယ်ဒီမှာဆိုရင်ဒီအားလုံးပဲမြင်နေရတဲ့အာဒီတမတ်တန်ဒီအကုန်လုံးကိုပေါ့နော်တိတိချာချာလေးဆရာစီမာလာပြီးတော့မှလေ့ကျင့်ပြီးတော့လေ့လာလို့ရှားတယ်ဗီဒီယိုကလပ်လေးရှိပါမယ်ဆိုတော့အားလုံးပဲဗီဒီယိုကိုအစားဆုံးတိကျတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်